ကဲအားလုံးပဲ live မှာရှိကြတယ်ကျွန်တော်ရဲ့အကူဒီအမတွေအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်တို့ဒါမှတောက်ကြနေပေါ့နော်တောက်ကြနေအတွက်မှာတဲ့ကျွန်တော်ရဲ့အကူဒီအမတွေကိုကျွန်တော်တို့ကဲပေါက်ကနန်းလေးနဲ့ပြန်ပြီးတော့ပေးမယ်ပေါ့နော်တကောက်ကောင်းလေးတွေပြပေးမှာဖြစ်ပါတော့နော်ကဲအားလုံးပဲဝင်လာခဲ့ပေးကြပါဦးမယ်နော် share တဲ့အကူဒီအမတွေလည်း share ထားကြပါဦးမယ်နော်73ရက်71လပိုင်း2025ကနေပြီးတော့ကျွန်73ရက်71လပိုင်း2025ကျွန်တော်တို့ဂျာတာပဒေးနေ့အတွက်ပေါ့နော် တို့ကောင်းလေးတွေလည်းပြပေးမယ်နောက်ပြီးကျွန်တော်တို့ကဲပေါကနန်းလေးကြီးလည်းပြန်ပြီးတော့ပြပေးကြပါမယ်ပေါ့နော်ကဲအားလုံးပဲဝင်လာခဲ့ပေးကြပါအောင်ကြနော်တရား69ဟုတ်ကဲ့မင်္ဂလာပါဗျာနော်ဇာတာပတိပါတဲ့ဟုတ်ကဲ့ပါဗျာနော်မထမကဇာတာပတိပါလို့နော်73ရက်7လပိုင်းဇာတာပတိနေပေါ့နော်ကတရား80နဲ့တူဟုတ်ကဲ့မင်္ဂလာပါဗျာနော် share တတ်တဲ့ကိုဒီမိုက်လည်း share ထားကြပါအောင်ပေါ့နော် channel ကို subscribe မနေရသေးတဲ့ကိုဒီမိုက်တွေကလည်း subscribe လေးနဲ့နှိပ်ထားပါပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိမှာ upload ဝင်တဲ့ကိုဒီမိုက်တွေကကျွန်တော်တို့အင်္ဂါမကျော်မွေးကနန်းကတော့မွေးကနန်းနှစ်ကွက်ပဲမကြာသေးတာပေါ့နော်ကျွန်တော်တို့အင်္ဂါမကျော်ပတ်သီးကကျွန်တော် upload ဝင်တွေကိုကျွန်တော်ပေးတာကျွန်တော်တို့6ပတ်ဒီကျွန်တော်တို့တနင်္လာနေ့မှာပဲကြာခဲ့တယ်ပေါ့နော်ကျွန်တော်တို့နောက်ထပ်တစ်ချက်ကတော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်နောက်ထပ်တစ်ချက်ထပ်ကူညီပေးတာကတော့ကျွန်တော်တို့ပို့ထူးမကျော်ပတ်ဒီကိုတလုံးပေါ့နော် ဲအဲ့ဒါကိုလည်းကျွန်တော်ထပ်ပြီးတော့ကူညီပေးထားခဲ့ပါတယ်လို့เนาะမွေးကနားနှစ်ကွက်မကြပါနဲ့ကျွန်တော်တို့ကတော့နောက်ထပ်ဟာတွေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ရဲ့ဖွဲ့ဝင်တွေကိုမရှုံးရအောင်လို့တော့ကူညီထားခဲ့တယ်ပေါ့เนาะပတ်တီနှလုံးနဲ့ထပ်အောင်ခဲ့တယ်ပေါ့เนาะဘော်ဒူးမကြောပတ်တီကျွန်တော်တို့ကိုပေါ့เนาะအဲမနက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဘော်ဒူးမနက်ခင်းစီမှာပဲကျွန်တော်တို့69ဆိုတဲ့ကနားထွက်ခဲ့တယ်ပေါ့เนาะ266ဟုတ်ကဲ့မင်္ဂလာပါဗျာเนาะကလိုင်းပေါ်မှာကျွန်တော်တို့ ဖရီပြခဲ့တယ်ကျွန်တော်တို့ဘောဓုမကျော်မွေးကနန်းတွေကတော့ကျွန်တော်တို့ရှစ်ပတ်တီးနဲ့မွေးကနန်းလည်းအကုန်ထွက်ခဲ့ပြီပေါ့နော်ကျွန်တော်တို့သုံးပတ်တီးနဲ့မွေးကနန်းကဆိုရင်30ခုပေါ့နော်ရှစ်ပတ်တီးနဲ့မွေးကနန်းကကျွန်တော်တို့85ပေါ့နော်အဲဒီမှာအင်္ဂါမကျော်ပတ်တီးလုံးလည်းကျွန်တော်ပေးထားခဲ့သေးတယ်ပေါ့နော်အင်္ဂါမကျော်ပတ်တီးလုံးကတော့ကျွန်တော်တို့6ပတ်တီးပေါ့နော်6ပတ်တီးကကျွန်တော်တို့68တဲ့ကျွန်တော်ဒီနေ့ညနေခင်းစီမှာပဲ68ပေါ့နော်နောက်ထပ်ကျွန်တော် ဘွားဝင်တွေကိုကျွန်တော်နောက်ထပ်လက်ဆောင်ကဏ္ဍအနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ပတ်တီလုံးထပ်ပေးခဲ့တယ်ပေါ့နော်။ဟိုသူမကျော်ကိုပတ်တီပေါ့နော်။အဲဒီမှာမနက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကိုပတ်တီကျွန်တော်ရဲ့ဘွားဝင်တွေထပ်ပြီးတော့အောင်ခဲ့တယ်ပေါ့နော်။ကျွန်တော်ကြံရက်မှာလည်းပတ်တီးတွေကလည်းရှိသေးတယ်ပေါ့နော်ကြံရက်မှာပတ်တီးကကျွန်တော်ကြံနှစ်ရက်မှာပတ်တီးတစ်လုံးကြံသေးတယ်ပေါ့နော် ကဲအဲ့တော့ကျွန်တော်ရဲ့ကိုရီမတွေကိုတဲ့ကျွန်တော်တို့ဝမ်းချင်းစနစ်ကလေးကိုရင်စပြပေးမယ်ပေါ့နော်။ဂျာတာပရင်းနေပါထိုးရမလဲဆရာတဲ့ဟုတ်ကဲ့ကျွန်တော်ပြပေးပါမယ်ပေါ့နော်။ကျွန်တော်ပြပေးပါမယ်လို့နော်။ကဲအားလုံးပဲ share တဲ့ကိုရီမတွေလည်း share ထားကြပါဦးပေါ့နော်။ channel ကို subscribe မနေရသေးတဲ့အကူရီမတွေကလည်း subscribe ကလေးနှိပ်ထားပါပေါ့နော်။ဒါမှကျွန်တော် live လွှမ်းတဲ့ချိန်တိုင်းကိုရီမတို့မြင်တွေ့ရအောင်လို့ပေါ့နော်။ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာတနေ့နာနေ့ကျတော့ညနေခင်းစီက16ကတိထိတ်စီနဲ့ကျွန်တော်တို့အင်္ဂါနေ့ညနေခင်းစီကတဲ့ကျွန်တော်တို့84လေးရ၄နောက်ပိတ်နေပေါ့နော်။ ီ၄နဲ့ဒီ၁နဲ့ကျွန်တော်တို့ဒီ၄နဲ့ဘောနော်၁၄ကနေနှလုံးပေါင်းခြင်းဒီက၅ဖြစ်လို့တဲ့၅ရဲ့ပါဝါဒီက၃ညာတဲ့အဲ့တော့၅၃ညာအချင်းဒီတဲ့ကျွန်တော်တို့နောက်ွယ်ကြာတာပေးမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့65ဆိုတဲ့ကနေထွက်ပေးခဲ့ပါတယ်တဲ့နော် ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီရှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ဗောနော်ရှစ်9ခဏနှလုံးပေါင်းခြင်းဒီကလည်း3ဖြစ်လို့တဲ့3ရဲ့ပါဝါဒီက10တဲ့အဲ့တော့3ရှစ်အချင်းကလည်းကျွန်တော်တို့နောက်ွယ်ကြာသာပတွေမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့13 6ရှစ်ဆိုတဲ့ခဏဒီထွက်ပြေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၄နဲ့ကျွန်တော်တို့ဒီခွန်နဲ့ပေါ့နော်၄ခွန်ကနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့၁ဖြစ်လို့တဲ့၁ရဲ့ပါဝါဒီက6တဲ့အဲ့တော့၁6ချင်းကလည်းကျွန်တော်တို့နောက်ကွယ်ကြာတာတွေမှာချင်းဖြစ်နဲ့ကစားပေးရပါမယ်ဆိုတော့60နဲ့96ဆိုတဲ့ကနန်းဒီထွက်ပေးခဲ့ပါတယ်တဲ့နော် ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီခွန်နဲ့ကျွန်တော်တို့ဒီရှစ်နဲ့ပေါ့နော်ခွန်ရှစ်ကနှလုံးပေါင်းခြင်းဒီက9ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ညာတဲ့အဲ့တော့9 3ညာအချင်းကလည်းကျွန်တော်တို့နောက်ဘွယ်ကြာသာပြေးမှာအချင်းဖြစ်နဲ့ကစားပြရပါမယ်ဆိုတော့45 95လို့ထွက်ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ4နဲ့ကျွန်တော်တို့ဒီခွန်နဲ့ပေါ့နော်4ခွန်ကနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့1ဖြစ်လို့တဲ့1ရဲ့ပါဝါဒီက6တဲ့အဲ့တော့1 6အချင်းကလည်းကျွန်တော်တို့နောက်ဘွယ်ကြာသာပြေးမှာအချင်းဖြစ်နဲ့ကစားပြရပါမယ်ဆိုတော့62ဆိုတဲ့ကနေထွက်ပြေးခဲ့ပါတယ်တဲ့နော် ဒါဆိုတော့ကျွန်တော်တို့ကဒီမှာတင်းတာဖောင်းထားတော့အဲ့ဒီဝဲကိုကြော်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကဝဲကနေပြန်စာမှာနော်အဲ့တော့ဒီခွန်နဲ့ကျွန်တော်တို့ဒီ၃ညနေပေါ့နော်ခွန်၃ညကနန်းနှုံပေါင်းချင်းဒီကခွန်ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီကနဲတဲ့အဲ့တော့ခွန်နှစ်ချိန်ကလည်းကျွန်တော်နောက်ဘက်ကြာတာပရိမှာချိန်ဖြစ်တဲ့ကစားပြီးရပါမယ်ဆိုတော့86ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နေပေါ့နှစ်9ကနန်းနှုံပေါင်းချင်းဒီကလည်းကျွန်တော်တို့1ဖြစ်လို့တဲ့1ရဲ့ပါဝါဒီက6တဲ့အဲ့တော့16ချိန်ကလည်းကျွန်တော်တို့နောက်ဘက်ကြာတာပရိမှာချိန်ဖြစ်တဲ့ကစားပြီးရပါမယ်ဆိုတော့ 0119ဆိုတဲ့ကဏ္ဍလေးထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ6နဲ့ကျွန်တော်တို့ဒီ9နဲ့ဘောနော်69ကဏ္ဍနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့9ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ညာတဲ့အဲ့တော့9 3ညာအချင်းဒီတဲ့ကျွန်တော်တို့မနက်မှာကြာတာပရင်းနေမှာအချင်းပါပဲနော်ဟုတ်ပါ88ခုဟုတ်ကဲ့မင်္ဂလာပါဗျာနော်ကဲအဲ့တော့ကျွန်တော်ရဲ့ကိုဒီမာဒီကိုတဲ့နောက်ထပ်တစ်ချက်ကျွန်တော်တို့ထပ်ပြပေးပါဦးမယ်လို့နော်နောက်ထပ်ကတော့ကျွန်တော်တို့တစ်ချက်ထပ်ပြပေးပါဦးမယ်ဗျာနော် နောက်ထပ်တဲ့နောက်ထပ်ကျွန်တော်တို့ဝမ်းကျင်းလေးကိုကျွန်တော်တို့နောက်ထပ်တစ်ချက်ဝမ်းကျင်းလေးကိုထပ်ပြီးတော့ပြပေးပါအောင်ပဲလို့เนาะကဲရှယ်ထားတဲ့ကိုရီမားလေးလည်းရှယ်ထားကြပါအောင်ပေါ့เนาะ channel ကို subscribe နေရသေးတဲ့ကိုရီမားတွေကလည်း subscribe လေးလည်းနှိပ်ထားပါဘောเนาะဒါမှကျွန်တော် live လုပ်နေချိန်တိုင်းကိုရီမားတို့မြင်တွေ့ရအောင်လို့ပေါ့เนาะကဲဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ချက်ကိုထပ်ကြည့်မယ်ပေါ့เนาะကျွန်တော်အင်္ကာလေးကျွန်တော်တို့မနက်ခင်းသေးကတဲ့85ကရှစ်ထိပ်စီနဲ့ကျွန်တော်တို့ ဘော်တခုနေကျွန်တော်တို့ညနေခင်းစီက98က8နောက်ပိတ်ခဲ့ပေါ့နော်ဒီ8နဲ့ဒီ8နဲ့ပေါ့နော်8 8ကနန်းတော်ပေါင်းချင်းဒီက6ဖြစ်လို့တဲ့6ရဲ့ပါဝါဒီက1တဲ့အဲ့တော့6တဲ့အချိန်ဒီတဲ့ကျွန်တော်နောက်ပွဲကြာတာပိတ်မှာအချိန်ဖြစ်နေကစားပေးရပါမယ်ဆိုတော့37 68ဆိုတဲ့ခဏထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ D4 နဲ့ကျွန်တော်တို့ D3 နဲ့ပေါ့နော်4 3ကနန်းတော်ပေါင်းချင်းဒီက9ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက1တဲ့အဲ့တော့9နဲ့အချိန်ဒီတဲ့ကျွန်တော်နောက်ပွဲကြာတာပိတ်မှာအချိန်ဖြစ်နေကစားပေးရပါမယ်ဆိုတော့62ဆိုတဲ့ခဏထွက်ပေးခဲ့ပါတယ်တဲ့နော် ါဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၈နဲ့ဒီ9နဲ့ပေါ့နော်၈ခွန်ကနေနှလုံးပေါင်းခြင်းဒီကလည်း9ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ညာတဲ့အဲ့တော့9 3ညာအချင်းဒီတဲ့ကျွန်တော်တို့နောက်ဘွဲကြာတာပြင်းမှာအချင်းဖြစ်နေကစားပေးရပါမယ်ကျွန်တော်55 95ဆိုတဲ့ကနေထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ3ညနဲ့ကျွန်တော်တို့ဒီ6နဲ့ပေါ့နော်3ည6ကနန်းနှလုံးပေါင်းခြင်းဒီကလည်း6ဖြစ်လို့တဲ့6ရဲ့ပါဝါဒီက1တဲ့အဲ့တော့6တဲ့အချင်းဒီတဲ့ကျွန်တော်နောက်ပွဲကြာတာရင်းမှာအချင်းဖြစ်နဲ့ကစားပေးရပါမယ်ဆိုတော့60နှစ်ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်နော် ဒါဆိုတော့ကျွန်တော်တို့ကဒီမှာတနင်္လာဖောင်းထားတော့အော်တနင်္လာမထောင်းဖောင်းရတယ်နော်ဒီမှာကကဏန်းကယူလို့ရတယ်ဒီမှာကြာတာလေးဖောင်းထားတော့အဲ့ဒီဘက်ကိုကြော်ပေးရပါမယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ6နဲ့ကျွန်တော်တို့ဒီ6နဲ့ပေါ့နော်6 6နှမလုံးပေါင်းချင်းတီက9ဖြစ်လို့တဲ့9ရဲ့ပါဝါတီက3ညာတဲ့အဲ့တော့9 3ညာအချင်းတီတဲ့ကျွန်တော်နောက်ဘက်ကြာတာလေးမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့93ဆိုတဲ့ကဏန်းထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ ဒီနှစ်နဲ့ကျွန်တော်တို့ဒီ၃ညနဲ့ပေါ့နှစ်၃ညကနှလုံးပေါင်းခြင်းဒီကလည်းနှစ်ဖြစ်လို့တဲ့နှစ်ရဲ့ပါဝါဒီက9နဲ့အဲ့တော့နှစ်ခွန်အချင်းကလည်းကျွန်တော်တို့နောက်ကွယ်ကြာတာလေးမှာအချင်းဖြစ်တဲ့ကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ81ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှစ်နဲ့ကျွန်တော်တို့ဒီရှင်းနေပေါ့နှစ်ရှိရကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့သုံးညဖြစ်လို့တဲ့သုံးညရဲ့ပါဝါဒီက9တဲ့အဲ့တော့သုံးည9အချင်းကလည်းကျွန်တော်တို့မက်ငါမှာအချင်းဖြစ်တဲ့ကစားပေးရပါဦးမယ်တဲ့เนาะ81ထိုးမယ်ဟုတ်ကဲ့ပါ ကဲအားလုံးပဲ share တတ်တဲ့ကိုဒီမိုက်လည်း share ထားကြပါအောင်ဘောနော channel ကို subscribe မရသေးတဲ့ကိုဒီမိုက်လည်း subscribe လည်းနှိပ်ထားဘောနော်ဒါမှကျွန်တော် live ရင်ကိုတို့မှတို့မြင်တွေ့ရအောင်လို့ဘောနော်ကဲဒါဆိုရင်ねကျွန်တော်တို့ကဒီ9တုံညအချိန်ကတော့ကျွန်တော်တို့ကတ်လုံးလေးကိုကျွန်တော်တို့နောက်ပြီးတော့မှကျွန်တော်တို့ပြန်ပြပေးမယ်ဘောနော်ကတ်လုံးကလည်းကျွန်တော်တို့မများပါဘူးကတ်လုံးကလည်းနှလုံးနဲ့ပဲကတ်ပေးရမှာဘောနော်ဒါဆိုရင်เนี่ยကျွန်တော်ရဲ့အကူဒီအမတွေကိုကျွန်တော်တို့ နောက်ထပ်လုံးမိုင်လေးတစ်ချက်ကိုထပ်ပြပေးပါမယ်เนาะလုံးမိုင်လေးတွေပြပြီးတော့မှကျွန်တော်ရေကိုယ်လေးမတွေကိုတော့ကောင်းလေးတွေပြန်ပြပေးမယ်เนาะအဲအဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့เนาะဒီ၃ညနဲ့ကျွန်တော်တို့ဒီခွန်နဲ့ပေါ့เนาะ တနင်္လာနေ့ကျွန်တော်ညနေခင်းစီက40က3ညနောက်ပိတ်နေကျွန်တော်အင်္ဂါနေ့ညနေခင်းစီက40ခွန်က9နောက်ပိတ်နေပေါ့ဒီ3ညနဲ့ကျွန်တော်တို့ဒီခွန်နဲ့ပေါ့3ညခွန်ကနန်းနှလုံးပေါင်းခြင်းဒီကခွန်ဖြစ်လို့တဲ့အဲ့ခွန်တပြားဒီရဲ့နောက်ဘွယ်ကြာတာပြေးမှာလုံးပိုင်းမှာဆိုတော့85လို့ထွက်ပါတယ်တဲ့เนาะဒါဆိုကျွန်တော်ကဒီမှာတနင်္လာဖောင်းထားတော့အဲ့ဒီဘက်ကိုကြော်ပေးရမှာเนาะအဲ့တော့ဒီ9နဲ့ကျွန်တော်တို့ဒီ3ညနဲ့ပေါ့เนาะ9 3ညကနန်းနှလုံးပေါင်းခြင်းဒီကလည်း9ဖြစ်လို့တဲ့အဲ့9တပြားဒီတဲ့နောက်ဘွယ်ကြာတာပြေးမှာလုံးပိုင်းမှာဆိုတော့93လို့ထွက်ပါတယ်တဲ့เนาะ ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၈နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်၈ 9,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  ဒီအားလုံးပဲ share တဲ့ကိုဒီမားတွေလည်း share ထားကြပါအောင်ပေါ့နော် channel ကို subscribe နေရသေးတဲ့ကိုဒီမားတွေကလည်း subscribe ကလေးနဲ့လိုက်ထားပါဘောနော်ဒါမှကျွန်တော် live နေတဲ့ချိန်တိုင်းကျွန်တော်ရဲ့အကူဒီမားတွေမြင်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်နောက်တစ်ချက်ကိုထပ်ပြပေးပါမယ်လို့နော်ဒီ၃ညရဲ့ဒီ၅ရဲ့ကျွန်တော်ဒီနှစ်ကဲပေါ့နော်၃ည၅နှစ်ခဏသုံးလုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့ခွန်ဖြစ်လို့တဲ့အဲ့ခွန်တပြားဒီတဲ့နောက်ဘွဲကြာတာပြေးမှာလုံးပိုင်းမှာဆိုတော့85လို့ထွက်ပါတယ်တဲ့နော် 85လို့ထွက်ပါတယ်တဲ့ဒါဆိုကျွန်တော်တို့ကဒီမှာကကဏ္ဍကယူလို့ရပါတယ်တဲ့နော်ဒီမှာကြာသပြီးဖောင်းတာတော့ကြာဖို့နေရာကမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဘွဲကိုကြော်ပေးရမှာပေါ့နော်ကြည့်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီ9ရဲ့ဒီ9ရဲ့ကျွန်တော်တို့ဒီ9ရဲ့ပေါ့နော်9 9 9ကဏ္ဍ3လုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့3ဖြစ်လို့တဲ့အဲ့3တပြားဒီရဲ့နောက်ဘွဲကြာသပြီးမှလုံးပိုင်မှာဆိုတော့53လို့ထွက်ပါတယ်တဲ့နော်ဒါဆိုကျွန်တော်ကဒီမှာဒီ1ကဲကျွန်တော်တို့ဒီ1ကဲကျွန်တော်တို့ဒီ9ဒီ4ရဲ့ပေါ့နော်နှစ် နှစ်တက်လေးကဏ္ဍသုံးလုံးပေါင်းချင်းဒီကလည်းခွန်ဖြစ်လို့တဲ့အဲ့ခွန်တပြားဒီတဲ့နောက်ဘက်ကြာတာပြေးမှာလုံးပိုင်မှာဆိုတော့81လို့ထွက်ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှစ်ကဲကျွန်တော်တို့ဒီ9ရယ်ကျွန်တော်တို့ဒီ9ရယ်ပေါ့နော်နှစ်9ကဏ္ဍသုံးလုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့3ညဖြစ်လို့တဲ့အဲ့3ညတပြားပိုင်းဒီတဲ့ကျွန်တော်နတ်မကကြာတာပြေးနေမှာလုံးပိုင်မှာပဲတဲ့ လိုကပ်ပါးကြီးထွက်နေတာလည်းမသိတဲ့ဟုတ်ကဲ့ပါဗျာနော်ကဲလိုက်လက်မလေးနှိပ်ထားကြပါဦးဗျာနော်လိုက်လက်မလေးရမ်းနေနေတယ်ဗောနော်ကဲလိုက်လက်မလေးနှိပ်ထားကြပါဦးလို့နော်ကဲအဲ့တော့ကျွန်တော်ရဲ့အကိုလေးမလေးကိုတဲ့ကျွန်တော်တို့တကွက်ကောင်းလေးကြီးပြန်ပြပေးမယ်ဗောနော်တကွက်ကောင်းလေးကြီးကိုပြန်ထုတ်ပြပေးပါမယ်လို့ပြီးတော့မှကျွန်တော်ရဲ့အကိုလေးမလေးကို35ချိန်နဲ့ကျွန်တော်တို့နောက်ထပ်တစ်ချက်ထပ်ကပ်ပြပေးမယ်ဗောနော်အဲ့ဒါဆိုရင်နဲ့ကျွန်တော်ရဲ့အကူဒီမာတွေကိုတစ်ချက်ထပ်ကြည့်ပေးကြပါဦးနော် ။အဆိုရင်တဲ့ကျွန်တော်တို့တကွာကောင်းချုပ်ပြမှာဆိုတော့ကျွန်တော်တို့အာအနန်ကတော့ရတော့ရပါသေးတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၃ညရယ်ဒီ၅ရယ်ကျွန်တော်တို့ ဒီ၃ညရယ်ဗောနော်အင်္ဂါနေ့ကျွန်တော်မနက်ခင်းစီက၃ည၅ခဏနှလုံးနဲ့ကျွန်တော်တို့တနင်္လာညနေခင်းစီက၄၀က၃ညနောက်ပိနေဗောနော်ဒီ၃ညရယ်ဒီ၅ရယ်ဒီ၃ညရယ်ဗောနော်၃ည၅၃ညခဏ၃လုံးပေါင်းချင်းဒီကကျွန်တော်တို့၅ဖြစ်လို့တဲ့အဲ့၅တလုံးပိုင်းကိုတဲ့နော်အဲ့ငါးတလုံးပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီမှာ ီ၃ညနဲ့ကျွန်တော်တို့ဒီခွန်နဲ့ပေါ့နော်၃ညခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီကခွန်ဖြစ်လို့တဲ့အဲ့ခွန်တစ်ပြားနဲ့ပြီးပြရပါမယ်ဆိုတော့90ခွန်ဆိုတာကတကွက်ကောင်းပါဆိုတော့ကျွန်တော်ဒီမှာပါထွက်လဲနောက်ကွဲကျွန်တော်တို့ကြာတာဘင်းနေကျွန်တော်တို့မနက်ခင်းသေးမှာပဲ85ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့နော်85ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီမှာကလည်းကဏ္ဍကယူလို့မရဘူးเนาะဒီမှာကလည်းထွက်ဖို့နေရာမရှိဘူးဆိုတော့အဲ့ဒီဘက်ကိုကြော်ပေးရပါမယ်လို့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ9ရယ်ဒီ9ရယ်ကျွန်တော်တို့ဒီ9ရယ်ပေါ့နော် ကိုကိုငါကနားသုံးလုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့သုံးဖြစ်လို့တဲ့အဲ့သုံးတပြားပိုင်ကိုတဲ့နော်သုံးတပြားပိုင်ကိုလည်းကျွန်တော်တို့ကဘာနဲ့ဒီနားမှာကျွန်တော်သုံးတပြားပိုင်ကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ9နဲ့ဒီ3ညနဲ့ပေါ့နော်9 3ညကနားနှလုံးပေါင်းချင်းဒီက9ဖြစ်လို့တဲ့အဲ့9တပြားပိုင်နဲ့ပြီးပြရပါမလဲဆိုတော့35ဆိုတာကလည်းတစ်ခွက်ကောင်းပါဆိုတော့ကျွန်တော်ဒီမှာပါထွက်လဲ53ဆိုတဲ့ကနားထွက်ပေးခဲ့ပါတယ်တဲ့နော်ကြာတာပြင်းနေကျွန်တော်ညနေခင်းစေးမှာပဲ 53ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ3ရဲ့ဒီ2ကဲကျွန်တော်တို့ဒီ1ကဲကျွန်တော်တို့ဒီ8ကဲပေါ့နော်2 1 8ကဏ္ဍ3လုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့1ဖြစ်လို့တဲ့အဲ့1တပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွဲပြီးပေးရပါမလဲဆိုလို့ရှိရင်ねကျွန်တော်တို့ကဒီမှာဒီ8နဲ့ဒီ9နဲ့ပေါ့နော်8 9ကဏ္ဍ3လုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ဖြစ်လို့တဲ့အဲ့ခွန်တပြားပိုင်းနဲ့ပြီးပေးရပါမလဲဆိုတော့1ခွန်ဆိုတာကလည်းတကွက်ကောင်းပါဆိုတော့ကျွန်တော်တို့ဒီမှာ နောက်ကွယ်ကျွန်တော်တို့ကြာတာပြည်နေမနက်ခင်းသေးမှာပဲကျွန်တော်တို့1.97ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာမနက်မှကြာတာပြည်နေအတွက်မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီ1ကကျွန်တော်တို့ဒီ9ရကျွန်တော်တို့ဒီ1ကပေါ့နော်1 9 1ကဏ္ဍ3လုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့1ဖြစ်လို့တဲ့အဲ့1တပြားပိုင်းကိုတဲ့နော်1တပြားပိုင်းကိုလည်းကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီ1နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်1 9ကဏ္ဍ3လုံးပေါင်းချင်းဒီကကျွန်တော်တို့ ့၃ညဖြစ်လို့တဲ့အဲ့၃ညတပြားပိုင်းနဲ့ပြီးပေးရပါမယ်ဆိုတော့20ဆိုတဲ့ကဏ္ဍကလည်းတကွက်ကောင်းပါပဲတဲ့နော်20ဆိုတဲ့ကဏ္ဍကလည်းတကွက်ကောင်းပါပဲနော်အပြည့်ရမရှိသေးဘူးတဲ့ပတ်တီးနှလုံးပတ်နိုင်တယ်လာပါလေဇာတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်လည်းကျွန်တော်အကူဒီမာဒီကိုပေါက်စီခြင်းနဲ့စေတနာလေးနဲ့ပေါ့နော်ဒါလည်းကျွန်တော်ကောင်းဆုံးကြိုးစားပြီးရရှာထားတာပေါ့နော် ကဲဒါဆိုရင်လည်းကျွန်တော်ရဲ့ကိုဒီမားတွေကိုကျွန်တော်တို့နောက်ထပ်တစ်ချက်ထပ်ပြပေးပါအောင်ပဲပေါ့နော်ကဲအားလုံးပဲ share တဲ့ကိုဒီမားတွေလည်း share ထားကြပါအောင်ပေါ့နော် channel ကို subscribe နေရသေးတဲ့ကိုဒီမားတွေကလည်း subscribe လေးလည်းနှိပ်ထားပါပေါ့နော်ဒါမှကျွန်တော် live လုပ်နေချိန်တိုင်းကိုတို့မားတို့မြင်တွေ့ရအောင်လို့ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ချက်ကိုထပ်ကြည့်ပါလို့နော်ကျွန်တော်တို့ကြာကြာတာပြင်းနေကျွန်တော်တို့ညနေခင်းစီကလည်းကျွန်တော်တို့96က9ထိပ်စီနဲ့ကျွန်တော်တို့တောက်ကြနေမနေ့ခင်းစီက9ဘူးက9ထိပ်စီနဲ့ပေါ့နော် ဒီ9နဲ့ကျွန်တော်တို့ဒီ9နဲ့ဗောနော်9 9ကဒဏ္ဍာလုံးပေါင်းခြင်းဒီကကျွန်တော်တို့4ဖြစ်လို့တဲ့အဲ့4တလုံးပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ4နဲ့ကျွန်တော်တို့ကျွန်တော်တို့ဘုတ်ခုနဲ့ကျွန်တော်မနခင်စီက3ည4က4နောက်ပိတ်နဲ့ကျွန်တော်တို့တောက်ကြနေကျွန်တော်ညနေခင်စီက19ကတစ်ထိတ်စီနဲ့ဗောနော်ဒီ၄နဲ့ကျွန်တော်တို့ဒီ၁နဲ့ပေါ့နော်၄၁ကဏ္ဍနှလုံးပေါင်းခြင်းဒီက၅ဖြစ်လို့တဲ့အဲ၅တပြားပိုင်းနဲ့ပြီးပြရပါမယ်ဆိုတော့၄၅ဆိုတော့ကတကောက်ကောင်းပါဆိုတော့ကျွန်တော်ဒီမှာပါထွက်လဲ ကြာတာပတိနေကျွန်တော်တို့မနက်ခင်းသေးမှာပဲ45ဆိုတဲ့ကနထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ3နဲ့ကျွန်တော်တို့ဒီ9နဲ့ဗောနော်3 9ကနနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့နှစ်ဖြစ်လို့တဲ့နော်အဲ့နှစ်တပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီမှာဒီ8နဲ့ကျွန်တော်တို့ဒီ8နဲ့ဗောနော်8 8ကနနှလုံးပေါင်းခြင်းဒီက6ဖြစ်လို့တဲ့အဲ့6တပြားပိုင်းနဲ့ပြီးပေးရပါမလဲဆိုတော့26ဆိုတာကလည်းတစ်ခွက်ကောင်းပါဆိုတော့ကျွန်တော်တို့ဒီမှာ ကြာတာပြင်းနေညနေခင်းစီမှာပဲ62ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုတော့ကျွန်တော်ဒီဘာကဏ္ဍယူလို့ရပါတယ်เนาะဒီမှာကြားဖို့နေရာမရှိဘူးပေါ့เนาะကြာတာပြင်းဖောက်ထားတော့အဲဒီဘက်ကိုကြော်ပေးရမှာပေါ့เนาะအဲဒီဘက်ကိုကြော်ပေးရပါမယ်တဲ့เนาะဒါဆိုတော့ကျွန်တော်ဒီမှာကလည်းကြားဖို့နေရာကတော့ရှိတယ်ပေါ့เนาะဒီမှာကကဏ္ဍကယူလို့မရဘူးဖြစ်နေတယ်ပေါ့เนาะအဲအဲ့တော့ဒီဘက်ကိုရောက်မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့က ဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်နှစ်9ကဏ္ဍနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ဖြစ်လို့တဲ့အဲ့ခွန်တစ်ပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ1နဲ့ကျွန်တော်တို့ဒီ3ညနဲ့ပေါ့နော်1 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့1ဖြစ်လို့တဲ့အဲ့တစ်ပြားပိုင်းနဲ့ပြီးပြရပါမယ်ဆိုတော့81ဆိုတာကလည်းတကောက်ကောင်းပါဆိုတော့ကျွန်တော်တို့ဒီမှာကြာတာပလေးနေမနက်ခင်းစေးမှာပဲ81ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနောက်မှာကြာတာပလေးနေအတွက်မှာဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ9နဲ့ကျွန်တော်တို့ ဒီတက်နေပါတော့ငါးတက်ခဏနှောင်းပေါင်းချင်းဒီကကျွန်တော်တို့6ဖြစ်လို့တဲ့အဲ့6တပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွဲပြီးပေးရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ၈နဲ့ကျွန်တော်တို့ဒီတက်နေပါတော့၈တက်ခဏနှောင်းပေါင်းချင်းဒီကကျွန်တော်တို့9ဖြစ်လို့တဲ့အဲ့9တပြားပိုင်းနဲ့ပြီးပေးရပါမလဲဆိုတော့6တက်9ဆိုတဲ့ခဏကလည်းကျွန်တော်တို့ခဏပြန်တကွက်ပေါ့နော်အဲ့ခဏပြန်တကွက်ရပါတယ်လို့နော်6 9အာဘောတဲ့လှပါတယ်ဗျာဟုတ်ကဲ့ပါဗျာနော်အောင်ပါဦးဟုတ်ကဲ့ပါဗျာနော် ကဲအဲ့တော့ကျွန်တော်ရဲ့အကူဒီအမတွေကိုတဲ့ကျွန်တော်တို့9-3ညအချိန်နဲ့ကျွန်တော်တို့ကတ်ရမယ်ကတ်လုံးလေးတစ်ချက်ကိုကျွန်တော်ထပ်ပြပေးပါမယ်တို့နော်တလုံးပိုင်းနဲ့ကျွန်တော်တို့9-3ညနဲ့ထပ်ကတ်အောင်ပါနော်တလုံးပိုင်းနဲ့9-3ညနဲ့ထပ်ကတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကကဏ္ဍကွက်ကမများဘူးပေါ့နော်ကဏ္ဍကွက်ကလေး၄ကွက်ပဲရှိရမှာအဲ့၄ကွက်ပဲကျွန်တော်ထုတ်ပေးမှာပေါ့နော် လေးကွက်ပဲထိုးပါလို့เนาะလေးကွက်ပဲထုတ်ပေးပါမယ်ဗျာเนาะတဲ့အဲ့တော့ကျွန်တော်ရဲ့ကိုဒီမာဒီကိုတဲ့ကျွန်တော်တို့နောက်ထပ်တကွက်ကောင်းဟိုဟာလုံးပိုင်းလေးเนี่ยကျွန်တော်တို့ ဝမ်းကျင်းလေးနဲ့ပြန်ကတ်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီ9ရေကျွန်တော်တို့ဒီဒီ9ရေပေါ့နော်ကျွန်တော်တို့ကြာတာပရင်းနေကျွန်တော်ညနေခင်းစီက96က9ထိပ်စီနဲ့ကျွန်တော်တို့တောက်ကြာနေကျွန်တော်တို့မနက်ခင်းစီက9ခုက9ထိပ်စီနဲ့ပေါ့နော်ဒီ9နဲ့ဒီ9နဲ့ပေါ့နော်9 9ခဏနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ လေးဖြစ်လို့တဲ့နော်အဲ့လေးတပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီမှာဒီခွန်နဲ့ကျွန်တော်တို့ဒီရှင်းတယ်ပေါ့နော်ကျွန်တော်တင်းနာနေကျွန်တော်တို့မနက်ခင်းစီကကျွန်တော်တို့တင်းနာနေညနေခင်းစီကကျွန်တော်တို့80ကခွန်ထည်စီနဲ့ကျွန်တော်တို့အင်္ဂါနေ့ညနေခင်းစီက88က8ရှင်းနောက်ပဲကြပေါ့နော်ဒီခွန်နဲ့ဒီရှင်းတယ်ခွန်ရှင်းကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့9ဖြစ်လို့တဲ့9ရဲ့ပါဝါဒီက3ညားတဲ့အဲ့တော့လေးတပြားပိုင်းကိုကျွန်တော်တို့က9 3ညားနဲ့ပြီးပြရပါမယ်ဆိုတော့ကျွန်တော်တို့ကကြာတာလေးနေမှာပြီးပြရပါမယ်ဆိုတော့ 45 40ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပါထွက်လဲ45ဆိုတဲ့ကနေထွက်ပေးခဲ့ပါတယ်တဲ့နော်ကဲဒါဆိုရင်ကျွန်တော်နောက်တစ်ချက်ကိုထပ်ကြည့်မယ်ပေါ့နော်ဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်နှစ်9ကိုကနေနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့နှစ်ဖြစ်လို့တဲ့နော်ဒီနားမှာရေးလိုက်မယ်ဗျာနော်နှစ်ဖြစ်လို့တဲ့အဲ့နှစ်တပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီမှာဒီ၄နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်၄9နှလုံးပေါင်းခြင်းဒီကကျွန်တော်တို့တစ်ဖြစ်လို့တဲ့တစ်ရဲ့ပါဝါဒီက6တဲ့အဲ့တော့ နှစ်တပြားပိုင်ကို16နဲ့ကျွန်တော်တို့ကနောက်ဘက်ကြာတာပြီးမှပြီးပေးရပါမယ်ဆိုတော့1 1 2 6ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပါထွက်လဲ60နှစ်ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာကကဏ္ဍကတော့ယူလို့မရဘူးဒီမှာလည်းကြားဖို့နေရာမရှိဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီဘွဲကိုရအောင်ပေါ့ဒီဘွဲကနေပြန်စအောင်ပါပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ချက်ကိုထပ်ပြပေးပါမယ်ပေါ့နော် အဲ့တော့ဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်နှစ်9ကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ဖြစ်လို့တဲ့အဲ့ခွန်တစ်ပြားပိုင်ကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပေးရပါမလဲဆိုလို့ရှိရင်လေကျွန်တော်ကဒီမှာဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ပေါ့နော်နှစ်9ကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့1ဖြစ်လို့တဲ့1ရဲ့ပါဝါဒီက6တဲ့အဲ့တော့ခွန်တစ်ပြားပိုင်ကို1ချောင်းနဲ့တဲ့ကျွန်တော်နောက်ဘက်ဂျာတာပရိနေမှာပြီးပေးရပါမလဲဆိုတော့ခွန်1ခွန်6ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဂျာတာပရိနေမနက်ခင်းသေးမှာပဲ86ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်တဲ့နော် ကဲဒါဆိုရင်ကျွန်တော်တို့ကမက်5ကြာတာပရင်းနေအတွက်မှာဆိုလို့ရှိရင်ねကျွန်တော်ကဒီမှာဒီ5နဲ့ကျွန်တော်တို့ဒီ1เนี่ยဗောเนาะ5 1ခဏနှလုံးပေါင်းချင်းဒီကကျွန်တော်တို့6ဖြစ်လို့တဲ့အဲ6တပြားပိုင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမလဲဆိုလို့ရှိရင်ねကျွန်တော်ကဒီမှာဒီ6နဲ့ဒီ9เนี่ยဗောเนาะ6 9ခဏနှလုံးပေါင်းချင်းဒီကကျွန်တော်တို့5ဖြစ်လို့တဲ့5ရဲ့ပါဝါဒီက3ညာတဲ့အဲ့တော့6ဆိုတော့6တပြားပိုင်းကိုကျွန်တော်တို့က9 3ညာနဲ့ပြီးပြရပါမယ်ဆိုတော့6 9နဲ့60ဗောเนาะ 65နဲ့60တဲ့65 60ကျွန်တော်တို့ကကဏ္ဍခွက်ကမများဘူးကောနော်ဒါအောက်ကဟာဒါတွေကကျွန်တော်တို့ဒါရံပြီးတော့ဒါထိုးပြရမှာပွာကတော့ကျွန်တော်တို့တခွက်ကောင်းနေပေါ့နော်20တို့69တို့ကတော့ဒါကလည်းတခွက်ကောင်းနေပါပဲလို့နော်ကဲကျွန်တော်တခါလေးချပြီးတော့ရေးပေးပါမယ်လို့နော်96ပြန်ကြကြိုက်တယ်တဲ့နော်အိနန္ဒာမဟုတ်ခဲ့ပါဗျာနော် ကြိုက်ရလဲကောင်းပါတယ်လို့နော်ကဲပါဗျာနော်ကဲအားကြောကျွန်တော်ရဲ့ကိုဒီမာဒီကိုတဲ့ခဏလေးကိုတရင်ရဲထဲမှာတစ်ခါတည်းချပြီးတော့ရေးပေးပါတော့မယ်လို့နော်ကနကွက်ကလည်းမများပါဘူးလို့เนาะမများအောင်လို့လည်းကျွန်တော်တို့အကောင်းဆုံးဆွဲပြီးတော့ကြုံထားတာပေါ့เนาะ nghĩa trả lời về mình nên nhà mà từ nhà mà từ nhà chi mà từ nhà chi để cho nó có được cuộc có có kêu bảo vậy နဲ့69 3ညနှစ်ကဲ69ရဲ့အခုရဲ့65 60เนาะအောင်က60ကဲတော့ပဲအာပြီးတော့ထိုးကြပါဗျာနော် ကျွန်တော်တို့အကူဒီမာတွေတစ်ချက်တတိထားမှာကတော့ကျွန်တော်တို့ဒီကဏ္ဍတစ်ခွက်ကိုတစ်ချက်တတိထားပါเนาะကျွန်တော်တို့တတိထားပြီဆိုပြီးတော့ရေးပေးလိုက်เนาะအဲ့ဒါလေးကိုတတိထားပါလို့နော်။ဩကျွန်တော်နံပါတ်ရေးပြရအောင်။ ကဲအားလုံးပဲကျွန်တော်ရဲ့အကိုလေးမတွေဆက်ဖွဲ့ရှော့ရိုက်ခါလို့ရပါပြီဗောနော်ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့တဲ့ပတ်တီလေးရေးပေးပါစေရတဲ့ဟုတ်ကဲ့ပါဗျာနော်ပတ်တီလေးပတ်တီကတဲ့ပတ်တီကကဲပတ်တီကတော့ကျွန်တော်တို့၃ညပါလို့နော် ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့เนาะကျွန်တော်ရဲ့ live show လေးကိုဒီနေရာမှာနေမယ်ရန်နာခွင့်ပြုပါဗျာเนาะ